ပျော်မျိုးကြတဲ့နေ့ရွှင်မျိုးကြတဲ့နေ့ပျော်တယ်ဟဲ့ပျော်တယ်ဟဲ့ဒီနေ့ရှင်လုံးနဲ့တဲ့နေ့အမကိုယ်တိုင်ဆိုလို့ရှင်လဲဒါဟိုရိုက်နေရင်လည်းဟိုအလယ်ဂျီဖြစ်တာလေအလယ်ဂျီဖြစ်တော့ကာယကနှစ်နှစ်ရက်နီးပါးလောက်နားလိုက်ရအလယ်ဂျီကတော့ဟုတ်တယ်အရင်တော့ကလေးကဖြစ်တယ်ဖြစ်လေဖြစ်တာရှိရှင်ဖြစ်တန်းရတော့လေအမဟိုဆေးတောက်တယ်ဆေးထိုးတယ်ခါကြလို့ရှင်လဲဟို emergency ပြီးသွားတဲ့ပြီးသွားတဲ့အချိန်လည်းရှိရဲလို့မျိုးလေခဏခဏတော့ဖြစ်တတ်တယ် တဲ့နေ့ရွှင်မြူးကြတဲ့နေ့ပျော်တယ်ဟဲ့ပျော်တယ်ဟဲ့ဒီနေ့ရှင်လုံးခဲ့တဲ့နေ့အော်မရိုက်တာလားငါးနှစ်ငါးနှစ်ချင်းချင်းဟုတ်ပထမဆုံးပြင်ရင်လည်းကပါဟုတ်ဘာလို့ရိုက်လက်ခံဖြစ်လဲဆိုတော့ဒီဇက်လန်းလေးကိုလည်းကြိုက်တယ်ဒီဇက်လန်းလေးကဟိုအရင်နှောင်းကလေးကလည်းဟိုကြားဖို့ပြီးသားဇက်လန်းလေးဆိုတော့လေအဲ့လေးရိုက်ဖြစ်မယ်ဆိုတော့ဟိုဒီဇက်လန်းလေးကိုကြိုက်တာနဲ့ရိုက်ဖြစ်တာပါရှင်ဟုတ် ်ဗဒန်လုံးသရုပ်တောင်တော့ဟိုဟာလေးအဲလိုအပ်တဲ့ဟာတွေသူ့ရဲ့ character ပေါ့နော်ဟိုလူမျိုးပြောရင်တော့ဟိုလူမျိုးအများကြီးဖြစ်နေမှာပေါ့နော်အသေးစိတ်ပြင်ဆင်လာလေးတော့အများကြီးရှိပါတယ်ဒါပေမဲ့အဓိကတော့ဒီရိုက်နေတဲ့အချိန်မှာဟိုသူ့မှုလေးဝင်အောင်လို့ပေါ့နော်အဲ့ဒါတော့တက်နိုင်ဆုံးစူးစမ်းပြီးတော့ဟိုဒီမြင်းများသက်ဆိုလဲမြင်းများသက်ဖြစ်အောင်ပေါ့နော်အတက်နိုင်ဆုံးအနည်းဆက်ဆုံးကိုယ်စိတ်ကူးထဲမှာလည်းဒီအမျိုးသမီးကိုပုံဖော်တယ်နောက်တော့ကိုယ်အသက်ရွယ်နဲ့လည်းသူနဲ့လည်းအတူတူပဲမတိမ်မရင်အသက်40နားမှ ရောက်မှဟိုကလေးရတဲ့အမျိုးသမီးဆိုတော့ကိုနဲ့ကထက်တူနီးပါးလောက်ကြာတယ်သူ့ရဲ့ပုံစံလည်းကိုနဲ့လည်းကိုက်ညီတဲ့ဟာလေးတွေအများကြီးရှိတယ်ဆိုတော့ဟို character ကိုကြည့်လိုက်တဲ့အချိန်မှာအမနဲ့လည်းနီးဆက်တဲ့အတွက်ကြောင့်မလို့ဟောတတ်နိုင်ဆုံးတော့ဟိုကြိုးစားထားပါရှင့်အမတရားတွေကတော့ ဟိုရှူတင်ဖွဲ့တွေရောတချို့ကြုံတွေ့ရတဲ့ဟာတွေအခက်အခဲလေးတွေရှိရပါတော့။ရိုက်နေတဲ့ဒီကင်မရာမန်မျက်လုံးလေးထိသွားတာတွေအဲ့လိုမျိုးညာဘက်ဟိုတုံးဟိုသူတို့ဟိုဖိုက်တင်ရိုက်တဲ့အချိန်မှာအခက်အခဲလေးရှိရအဲ့လိုအခက်အခဲလေးအများကြီးအမကိုယ်တိုင်းဆိုလို့ရှိရင်လည်းဒါဟိုရိုက်နေတဲ့ဟိုအလာဂျီဖြစ်တာလေအလာဂျီဖြစ်တော့ကာယကနှစ်နှစ်ရက်နီးပါးလောက်နားလိုက်ရတယ်။တစ်ရက်ကတော့အပြည့်နားလိုက်ရတယ်။ဟုတ် အလကြီးကအဲ့လိုပဲဟိုအမအဲ့လိုတစ်ခါကြာရင်ခက်မသိရင်ဖြစ်တတ်တာပေါ့အဲ့ဒါတော့ဟိုကားရဲ့အကြောင်းတော့မဟုတ်ပါဘူးဒါပေမဲ့ရိုက်နေနေဖြစ်တဲ့ဟာလေးကတော့အမှတ်တရမဟုတ်လို့ရှူတင်ကတော့လုံးဝနားလိုက်ရတော့ရှူတင်ဘွဲ့ရလည်းပင်မရိစားတဲ့ quality ကြိုက်ပြီးခင်ဒီမှာပေါ့အဲ့ဒီဟိုဒီအာဟော အတုပချတဲ့ scene အဲ့နေ့အဲ့နေ့မတိုင်ခင်မှာဖြစ်တာပေါ့အဲ့ဒါပေမဲ့အဲ့နေ့ရိုက်တဲ့နေ့ကျတော့အမမျက်လုံးတစ်ဖက်ကတကယ်ကတော့အရင်ရောင်နေမျက်လုံးလည်းအရင်အစ်နေအဲ့အဲ့လိုမျိုးဆိုတော့ ဒါပေမဲ့ဟိုဒါရိုက်တာကိုကြောက်ထုံးကကြတော့မမောက်စီရတဲ့ character ကိုက်တယ်ငိုထားတဲ့ဟာနဲ့ကြတော့လိုက်တယ်ဗောနော်အဲ့ဒါနဲ့အရေးကြလဲစိုက်ရိုက်ဖြစ်သွားတာဗောဟုတ်အရင်တော့လည်းဟိုဖြစ်လေးဖြစ်တာရှိတယ်အလက်ကြီးကတော့ဟုတ်တယ်အရင်တော့ကလေးကဖြစ်တယ်ဖြစ်လေးဖြစ်တာရှိရှင်အဲ့ဒါမှပုံမှန်အစေးပုံမှန်ဘယ်နှစ်လောက်ရှိလဲอืมဖြစ်တိုင်းကတော့လေအမဟိုစေးတောက်တယ်စေးထိုးတယ်ခါကြလို့ရှင်လဲဟို emergency ပြီးသွားတဲ့ပြီးသွားတဲ့အချိန်လည်းရှိရဲ့အဲ့လိုမျိုးလေခဏခဏတော့ဖြစ်တတ်တယ် သူရဲ့လက်ကျအဲ့ဒါတော့လေ allergy test လုပ်တာဘာမပေါ်ဘူးအဲ့လိုမျိုးလေဘာကြောင့်လဲဆိုတာမပေါ်တချို့ကြလည်းစီးကူးနဲ့မတည့်ရသူချေချို့ကြမြေပဲနဲ့မတည့်ရသူချေအဲ့လိုမျိုးရှိရပါဘူးနမအမကြောင့်အဲ့လိုမျိုးဟိုဟာနဲ့မတည့်လဲဆိုတာအဲ့လိုမပေါ်ဘူးဟုတ်အစလားရဲ့ဒီလိုမျိုးကိုနေဝင်းဆိုတာလက်တက်ကတော့ဒါဗလာလူကြီးပေါ့ဒါသိရတယ်ပါနေရှိတယ်ပေါ့လူဆိုးပေါ့ဒီကောင်းနေရမလားဒါပေမဲ့ဒီမှာကြာသူကသိရမလားအမ် အမကိုချစ်တယ်မှာမော်နော်သူကကြာတော့လဲကျန်တဲ့သူတရွာလုံးပြောလို့မရအောင်ဆိုတော့မှကိုပြောရင်ရရဆိုပုံစံမျိုးလေးပေါ့အဲ့တော့သူနဲ့ကဟိုလိုဟိုဂျိုင်းအင်းနဲ့တော့တွဲညီနေရပဲသူနဲ့အဲ့မတိုင်ခင်လဲကြိုပြီးတော့ script reading တွေပါလေလုပ်တယ်ဆိုတော့လဲကြိုညီရပါညာနဲ့အဆင်ပြေပါရှင်ဟုတ်နောက်တော့ဘာသာမှာဆိုလို့ရှင်တော့ရှင်ပြုတဲ့ကိစ္စတော့ဒါလူတိုင်းကအရန်လုပ်ချင်တဲ့သူတို့ရဲ့အိမ်မက်တွေပေါ့နော်အိုင်ဟာလေးတောင်းထဲအားလုံးပေါ်ပေးခြင်းနဲ့ပေါ်ဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်ဟုတ်ကြောတန်လေးဒီ ပေါ့အရှင်ပြူတဲ့အရှင်ပြူတာကိုစိတ်ဝင်စားတဲ့မိသားစုရောဒီမြမဟိုပေါ့ငွေသက်တည်နေပြည်နေတဲ့ဒီကားလေးရောဟိုကအပိပါလို့ပထမဆုံးပြန်ပြီးတော့ရိုက်ပြီးတော့တင်တဲ့ကားလေးဖြစ်တဲ့အတွက်လည်းအပိပါအောင်ပြောချင်ပါတယ်ရှင်